ကဲမင်္ဂလာပါကျွန်တော်ရဲ့ channel ကနေတစ်ဖက်ပြန်နေကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်တင်ဆက်ပေးမယ့် video လေးကတော့ကိုစီကိုနာငယ်တို့ရဲ့ reaction လေးပဲဖြစ်တယ်ဒီကနားဆင်ကြရအောင် Hello နိုင်ငံခြားရောက်ကိုကြီးတို့လားမြန်မာပြည်ကြီးကိုဆို agent လို့နေပြီပြောလေလူငယ်တွေလက်တရားမကျန်တိုင်းတစ်ပါးထွက်လေ ိတ်ပျော်စားဝင်တော်မာရသွန်လဲကျင်းလို့ထားပါမြမပြည်ပြန်လာဖြစ်ရင်မောင်ရင်တို့ရောမောင်တွေမလဲလဲရှောက်ခြင်းမမြမပြည်ပြန်လာဖြစ်ရင်ရဲ့ရဲ့ရောရဲ့ရွာဒီဘာဖြစ်တော့ဒီတော့ငါတွေမကြူတော့ဘူးဘယ်ချမ်းပြောက်သွားလို့ဒီဘဘကြီးကမတ်တဲ့အတိုင်းပဲကွာ လို့ဆိုရပြောလေးကိုကပေါ်လေးကမနေပေါ်လေးကမသူစဉ်ဝိုင်းတို့ဘယ်လိုကြုံထွက်ခဲ့တဲ့ဆိုရမင်းတို့မမြင်လို့လားဒီလောက်သိကြရအောင်မင်းတို့စောက်ကောင်းရှိမင်းတို့ပထွေခိုင်းလိုက်လာလို့ရအောင်မြောက်လောင်လားမသိအမှန်လားမှားလားဘောမရောင်ပြောင်းမသိရမင်းတို့ခွင့်လွတ်စရာပါစောက်ကြောင်းမရှိဧရကလေးကလည်းပြုံးကလုံးမသာချက်ပြီးတုံးတဲ့ဘောမဆိုင်ကခုချိန်ထိကိုမှိုင်းပြီးပြီးတော့ကန့်နေတော့အလုံးမဝါရဖြစ်ဘူးကြီးပြီးသွားတော့ကငါတိတ်တိုင်းပြီးသွားရင်ငါ 没事，嘞嘞，这不用的考，没欧数来的，哪样？ ကိုကြီးက NLD ပါတီကိုဝင်ရောတဲ့နေရာတနေရာတောင်းတယ်မရတဲ့အဆုံးမှာသူ့အတူပေါ်ပြီးပါတီထောင်တယ်တပင်းပင်းနဲ့အကန်နေလောက်လာတယ်နော်အခုဒီမှာကြီးကိုကိုကြီးပြောတဲ့ဇာတ်ကြီးစဉ်းစားကြည့်ကြည့်နားထောင်ကြည့်နော်ကျွန်တော်နိုင်ငံမှာဒီလိုမျိုးဒီဘယ်လိုပြောမလဲဘလူးကောင်းစောင်းထားတဲ့မင်းသားနိုင်ငံရေးတမဘလောက်တောင်ရှိလဲဆိုတာအဲ့ဒါလက်တွေ့နော်88လို့ပြောလိုက်တာနဲ့အော်တိုဂျီညိုလာရတဲ့ကျွန်တော်တို့တွေဟာဒီလိုနေမှာမှမျက်နှာဖုံးနေ ကွာကြတာကိုတွေ့ရတာเนาะဒီမှာကြည့်ကိုကိုကြီးပြောရတာကျွန်တော်တို့ကျွန်တော်တို့နိုင်ငံကြီးနေမယ်ဘုန်းဘယ်ဆောင်နေလို့လဲကိစ္စတွေလို့ဟုတ်လားလူလူကြီးကြီးနဲ့ကျွန်တော်တို့ဆောင်ရွက်ပေးပါကဲကောင်းပြီရေယုံကြီးနဲ့ဆောင်ရွက်ပေးလိုက်လို့ခမရတော့အာမခံတယ်လို့ပြည်သူဘဝအတွက်ဘာအာမခံချက်ပေးနိုင်ဘာမှအာမခံချက်မပေးနိုင်မဲနဲ့ရေယုံကြီးလောက်ခွင့်ပေးလိုက်လို့ပြီးမှဟာကျွန်တော်တို့လုံးမနိုင်ဘူးကွာဆိုဘယ်လိုလုပ်ရမှာပြည်သူကဟမ် ဲ့လိုပြောလို့ရကြည်လားနိုင်ငံရေးသမားဆိုတာအကျွန်တော်တို့ရုံရုံကြီးနဲ့လောက်ခွင့်ပေးပါလို့ပြောလို့ရကြည်လားမဟုတ်ဘူးနော်အာမခံချက်ပေးရတယ်ပြည်သူကိုဘာအာမခံချက်ပေးနိုင်မလဲဟုတ်တော့အဲ့အရေးကြီးဆုံးပဲနော်ဘာမှတော့အာမခံချက်မပေးဘဲနဲ့ရုံရုံကြီးနဲ့စောင့်ခွင့်ပေးပါဆိုပြည်သူကမဲတွေ့တဲ့လူယုံကြည်ပြီးလောက်ခံရမလားဟုတ်တယ်မလားအဲ့တော့ဘုရားတို့ဘယ်လိုဘယ်လိုနေနေလို့မင်းတို့ရဲ့ဆက်ကဘာဖြစ်လဲဘယ်လိုဝင်ရတဲ့ကောင်လဲဘယ်လိုဝင်ရတဲ့ကောင်လဲ တင့်တူတူဘိုးကျော်အောင်ဆန်းပုံစံလိုက်တူပြီးတော့ပြောနေပုံစံရှိမဲမပေးရတဲ့လုပ်တော်ကိုညီတော်ကပြောတော့မှာလားမပြောဘူးလူတော်ကမပြောဘူးဒါဆိုရင်ဘယ်လိုလဲတော့ဖြစ်နေကြတာလဲအဲ့ဒါကျွန်တော်တို့ကအဲ့ဒါကျွန်တော်တို့ကဘယ်ပြည်စီရေးအရင်တော့ဓာတ်မှုများရေးဖွဲ့ဖွဲ့ရေးပတ်တာနိုင်ငံရေးကြီးတွေနဲ့ဖွဲ့ပေါ်မှာချုံးမနေတဲ့အထူးတွေကို ဘာဖြစ်ချင်တာလဲမေးတာကပြည်သူကိုမေးရမှာမဟုတ်ဘူးမင်းအောင်နိုင်ကိုမေးရမှာဟမ်2021ဖေဖော်ဝါရီလ3ရက်နေ့မှာအာနာတိန်နဲ့မတ်လ29ရက်နေ့မှာလူ900ကျော်စစ်တပ်ကတပ်ပလိုက်ပြီအဲ့ဒီဟာကိုခင်ဗျားဘာတောင်းဝင်ယူနေနိုင်ငံရေးသမားဆိုဟမ်အဲ့ဒီဒူတွေအတွက်ဘာဘဒူတောင်းဝင်ယူမှလဲ ဲ့ဒီလူတွေကအဲ့တိုင်းအသေးခံလိုက်ပြီးတော့ဒီရွေးကောက်ပွဲကိုကျင်းမမင်းအောင်နိုင်ကနိုင်မင်းအောင်နိုင်ကြိုက်တဲ့လူကအစိုးရဖွဲ့ဒီတိုင်းပြည်ကိုဆက်အုပ်ချုပ်ပေးခဲ့တဲ့ကောင်တွေဖမ်းခံထိတဲ့ကောင်တွေမတရားတပ်ခံထိတဲ့လူတွေအကောင်လုံးကအော်တိုပြောက်အဲ့လိုဘဝမျိုးလားဒီလူပစက်ကဒီစကားမျိုးလေးပြောထွက်တယ်အံ့ဩတယ်ဗျာတကယ်ပဲဒါနိုင်ငံရေးဓမ္မရတာဒါကြောင့်မလို့ကျွန်တော်တို့တိုင်းပြည်မှာလေဟိုငါတို့ကနိုင်ငံရေးကိုဘယ်ကာလအလုပ်လာတာ ရှင်းရှင်းပြောရင်ကျွန်တော်တို့နိုင်ငံတနိုင်ငံအတွက်အတုံးကြတဲ့နိုင်ငံရေးဓမ္မဆိုတာလှုပ်တဲ့လှုပ်တဲ့နဲ့ပိုင်ဖြတ်တာမဟုတ်ဘူးလှုပ်ရက်နဲ့ပိုင်ဖြတ်တာခမရခမရဒီဘောမင်းလေးဘက်ထောက်ထရပဲလှုပ်လာလှုပ်လာစောက်တုံးမကြတဲ့ကောင်ကတသက်လုံးလုံးနဲ့စောက်တုံးမကြဘူးပဲအဲ့တော့တသက်လုံးလုံးလာတယ်ဆိုပြီးဆရာကြီးပါဆိုပြီးထိုင်ပြီးတော့အယူကန်းနေပြီးကိုယ်ဝယ်ရမှာလားလှုပ်ရက်ကတည်းကအဓိကတီတူအတွက်ဘာအာမခံချက်ပေးနိုင်မလဲတီတူကိုဘာလို့ပေးနိုင်မလဲအဲ့ဒါနိုင်ငံရေးတမားတိုင်းရဲ့အဓိက point ပဲ ဘာကောင်လေးနဲ့ကွာဘယ်နဲ့ပြန်ပြီးဖောက်ပါလေအောင်လေဆိုတော့အစိုးရဘက်ကပြောချင်တာပါတော့နိုင်ငံရေးဖက်ဖောက်ကိုပြန်ကြည့်မဖြစ်ပါနဲ့ကျွန်တော်နိုင်ငံရေးဖက်ဖောက်ကိုပြန်ပြီးတော့တိဆောက်တယ်ကျွန်တော်တို့ရဲ့နိုင်ငံရေးယုံကြည်ချက်ခင်ဗျားတို့ရဲ့နိုင်ငံရေးပလက်ဖောက်ကတိဆောက်လာတာဘယ်လောက်ထိရလဲဟမ်ဘာဖြစ်လို့မရလဲဆယ်စုနှစ်ပေါင်းများစွာတိဆောက်လာပြီးွားပြီလေဘာဖြစ်ခဲ့လဲ ကိုကိုကြီးဆိုတာဒီနေ့မှထွက်ပြီးနိုင်ငံရေးပလက်ဖောင်းကိုတိဆောက်တာလားဟို88ရေတိဆောက်တာလားဘာလို့ပေးနိုင်တဲ့ပြည်သူတွေတလောက်ပြည်သူတွေကိုရဟန်းရှင်ပြည်သူအားလုံးကိုမတရားဖမ်းဆီးတယ်တပ်ဖြတ်တယ်မျိုးစုံလုပ်တယ်အာဏာတွေသိမ်းတယ်ဟမ်ဘာတခုခမားတို့ပလက်ဖောင်းကဘာတွေလုပ်ခဲ့လဲနှစ်ပေါင်းများစွာဆွဲလာတဲ့ပလက်ဖောင်းဘာဖြစ်လာခဲ့လဲအန်အန်ဒီကိုဝင်ဖို့နေရာရဖို့နော်အစိမ်းမပြေကြီးမခဲ့တဲ့အချိန်မှာကိုယ့်ကိုပါတီထောင်တယ် ကိုယ့်ဘပါတီထောင်တော့ကိုယ့်လူယုံကြည်မှုမရှိတော့လူကွေးနေရမရဘူးအဲ့ဒီအတွက်မရတဲ့ဆိုင်မှာမဆိုင်နဲ့ဟမ်သူတွေကိုမဲမပေါင်းတင်ပေါင်းထိုက်တဲ့ရန်သူနဲ့ပေါင်းတယ်အိုးဒီလူတွေတကယ်ကြီးတော့တွေပဲအဲ့ဒါကျွန်တော်တို့ဒီလိုမျိုးနေလို့အော်ကျွန်တော်တို့တောက်သွားလို့ပါတယ်ကျွန်တော်တို့တမားလို့ပဲဘာမီးပြတ်သွားပြီဟုတ်လားဟမ်ကတ္တတိမရှက်ဘူးနော် ဖြစ်နေတဲ့တိုင်းပြည်ရဲ့အခြေအနေကိုဒါပကတိမြင်ရတာအဲ88ခရီးကနေခင်ဗျားတို့ဒီနေ့ချိန်ထိအဲ့ဒီမီးပြတ်သွားပြီဆိုတဲ့စကားတခုတော့ပပြအောင်လုပ်နိုင်တာနိုင်ငံရေးတမားလို့ကပြောတာအဲ့ဒီလူတွေမီးပြတ်သွားပြီဆိုတဲ့စကားတခုတော့မှမြန်မာပြည်မှာပပြအောင်လုပ်နိုင်လားနိုင်ငံရေးတမားတွေအော်နေတာအဲ့တော့ကျွန်တော်တို့ပြောချင်တာကခင်ဗျားတို့နိုင်ငံရေးလုပ်မှာမလားခဏလေးတော့စောက်ပေးခဏလေးစောက်ပေးနော်သူများကတည်းကအဲ့ဒီနိုင်ငံရေးလုပ်လို့ရအောင်အသက်အသေးခံပေးနေကြတယ် ခမားတို့အေးစင်းစင်းနိုင်ငံရေးလှုပ်လို့ရအောင်ခလေးတွေအသေးခံပေးနေတယ်ဘဝတွေရင်းပေးနေတယ်အသက်တွေရင်းပေးနေတယ်အဲ့ဒါဘာလို့လဲခမားတို့ပြီးရင်နိုင်ငံရေးလှုပ်လို့ရတယ်နော်အဲ့တော့ဒီဟာမပြီးသေးပဲနိုင်ငံရေးလှုပ်မယ်ဆိုရင်တော့ခမားတို့လှုပ်လာခဲ့တဲ့ကာလတစ်လျှောက်စောင့်မှတ်မရှိဘူးလားလို့ပဲရိုင်းရိုင်းပေးရမယ်ဟမ်ဒီစစ်တပ်ကိုခမားတို့အန်တုနိုင်ခဲ့လားဘာလှုပ်နိုင်ခဲ့တယ်နောက်နောက်ချင်းအခြေခံဥပဒေကာပြီးတော့ NND ကိုယ်တိုင်လွတ်တော်တဲ့ရောက်ခဲ့တော့ တင်တွင်းနှမအစိုတိုင်းကိုဘယ်နှခုကိုလက်ခံဝင်ပြုခဲ့တယ်။ဒါကြီးကိုဘာမဟုတ်တဲ့ခမားတို့လိုမျိုးပါချီပါချက်ပါတီကမဲပေးပါကပေးလိုက်ပြီပြောခမားဘယ်နေရာတက်ပြီးတယ်အဲ့လွတ်တော်တဲ့မှာဘယ်ဆောက်ခေါင်းနဲ့အော်လို့ရအောင်အော်ချင်းဟမ်စစ်တပ်လက်မခံတဲ့စကားတစ်ခုအော်ချင်းစမ်းအော်လို့ရမလားဟမ်လက်ရှိစစ်တပ်ကမပြေခိုင်းတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပဲပြင်မယ်လို့ပြောကြည့်အောင်နော်ဝိနည်းကပြောသလို့ တသက်လုံးကို88တက်ကអော်လာတဲ့ပြီးပြတ်သွားပြီဆိုတဲ့စကလုံးတော်မှာဟိတ်တိုင်းပြီးမှာအတန်တက်အောင်ခမားတို့အရင်လှုပ်ကြည့်လိုက်ဦးအတိတ်မဲ့မရှိတာစောက်ရက်နေတယ်မရှိကြဘူးနေရတနေရအာနာတနေရယူဖို့အတွက်ဟမ်အတက်ပေးနေတဲ့ကလေးတွေမှာမထောက်လက်နဲ့ကင်လမ်းစဉ်အစိုးရောက်တယ်ဆိုတော့ဖင်လာခံလိုက်တော့ဟောဟမ်ကိုနေရတနေရရဖို့အတွက်ကိုအာနာတနေရယူဖို့အတွက်ဒီတိုင်းပြီးမှာလူကြီးတွေဆိုတော့ရှင်းမဲ့သေဖို့နီးရကောင်တွေများလာတာနော်လူကြီးတိုင်းကိုကျွန်တော်တိတ်ဆုံးစော်ကားတာတော့မဟုတ်ဘူး ူအတိတ်တည်းတည်ဝတဲ့လူကြီးတွေရှိသလိုသချွတ်တလေကောင်တွေကလူကြီးဆိုတာပေဖို့နီးလာတဲ့ကောင်တွေတလောက်တိုင်းပြည်စုပ်ပြတ်တတ်နေတဲ့ဟာကိုဒါကြီးကိုအသေးအတန်ဒီဒါတော့ဒါကျွန်တော်တို့ပါတီရဲ့ဓနအင်အားချင်းနေပဲဟယ်လိုလူငယ်တို့ကလည်းရှင်းနေသောကျွန်တော်တို့နိုင်ငံရေးစလုပ်တော်လေဒီလိုစင်စင်မိုက်တယ်မရှိဘူးဟလာနားမေက ောင်းရက်ချက်ဆုံးခုံလေးကိုဆွဲတယ်ပြီးတော့နှုတ်တော့ဆုံးနဲ့ဘေးကဝိုက်ကင်တော့ပြရအဲ့ဒီပုံမှန်တက်ပြီးတော့ဟောခဲ့တော့ဒီပြင်းပြတော့ကတော့တကယ်ကျွန်တော်မိုက်မလို့ဘာကြောင့်လဲဆိုကျွန်တော်ဒီဘောနဲ့စားတယ်အဲ့တော့နိုင်ငံရေးပြန်ဖောင်းပြန်ပေါ်လို့တဲ့အချိန်မှာဒီဘောနဲ့လည်းပြန်စားအောင်အဲ့တော့ကျွန်တော်တို့ကဟဲ့လားဒီလူတွေကိုမြေတော့ပေါ်အောင်နိုင်ရေးဘက်ဆွဲစည်းအောင်နဲ့ခါကြတော့အဲ့တော့ကိုကိုတိုင်ကဘဏ္ဍာရီကထုတ်တယ်တဲ့ခါကြတော့ဟဲ့လားခင်ဗျားတို့ကိုဘာပစ္စည်းတွေပေးမယ်လို့ကျွန်တော်တို့ကအားမမခံနိုင်ဘူးမပေးလည်းမပေးနိုင်ဘူး အဲ့တော့ကျွန်တော်တို့ကဘာတွေပြင်နိုင်လဲဆိုတော့ကျွန်တော်တို့ကနိုင်ငံရေးပဲပြင်တယ်နိုင်ငံရေးပါတီဆိုတော့နိုင်ငံရေးရှိမှနိုင်ငံရေးပါတီလို့ပြောလို့ရအဲ့တော့ကျွန်တော်တို့အမတ်ခဏနေတာကကျွန်တော်တို့ကနိုင်ငံရေးကတော့အပြည့်အဝကျွန်တော်တို့ကအမတ်ခဏအဲ့တော့ကျွန်တော်တို့လက်ရည်တဲ့ဆောင်လုံးမှာနိုင်ငံရေးယုံကြည်ချက်ခံယူချက်အပေါ်မှာလည်းကျွန်တော်တို့ခိုင်ခိုင်မာမာလက်ပြီးအဲ့တော့ဒီလိုပဲတခြားလုံးလည်းလက်ပြီးခဲ့အဲ့တော့အဲ့တော့ကျွန်တော်တို့ကနိုင်ငံရေးကိုရွေးချယ်တဲ့ခါကျတော့တချို့ကတောက်သွားလို့လားတယ်ဟာကျွန်တော်ကကြီးတယ်ကျွန်တော်သွေးကြီးကပြောတယ် ောက်တဲ့နိုင်ငံရေးမလုပ်ဘူးလို့ကျွန်တော်ပြောထားတယ်အဲ့တော့ခုလည်းဒီတော့ချိန်ချောင်းနေတဲ့ဆဲခုံနေတဲ့အချိန်မှာဟဲ့လားအဲ့ဒီချိန်ချောင်းမှုတွေဆဲခုံမှုတွေကိုရင်ဆိုင်ပြီးတော့လုပ်နေတဲ့ကိစ္စကထောင်ချမှာချက်တော်မှပုံပြီးတော့ကျွန်တော်တို့ကဟဲ့လားတောက်ကြပါနေတယ်ဘာကြောင့်လဲဆိုတော့နိုင်ငံရေးသမားကလူချစ်တာထောက်ခံတာပဲလို့ထင်တာအဲ့တော့လူချစ်ရင်ပြီးရယ်ဆိုပြီးတော့လူတိုင်းကြားတာတွေချက်ပြောလို့ကတော့ဒီလူလူကြီးကိုကျွန်တော်တို့ကလမ်းမှာပေါ်ကျွန်တော်တို့ကပို့တယ်အဲ့တော့ကျွန်တော်တို့ကနိုင်ငံရေးခေါင်းဆောင်ဆိုတာလူတိုင်းကြားတာတွေဒီမဲ့လည်းပြောလို့မရဘူးအဲ့တော့ တို့ဒီလိုလိုက်တာဖြစ်ဖြစ်ဖြစ်လိုက်တာကိုမှန်မှန်ကန်ကန်ကျွန်တော်တို့ကပြောပြီးတော့လူလူကြီးကနားလေလက်ခံလာအောင်ကျွန်တော်တို့ကပြောရမယ်။အဲလူတိုင်းများပြီးရောဟာလို့ကျွန်တော်တို့မပြောဘူး။မလုပ်ဘူး။အဲ့တော့ဒါကဒါကျွန်တော်တို့ယုံကြည်ချက်လက်ပြီးချက်ပဲ။အဲ့တော့ဒါတော့မလို့အဲ့တော့အစွန်တရားတဲ့ဘက်ကိုတော့ကျွန်တော်ပြောနိုင်ငံရေးပြည်ထောင်ကိုဖြတ်စီးမဖြစ်ပါနဲ့။နိုင်ငံရေးပြည်ထောင်ပြန်ပြီးအားကောင်းမှကျွန်တော်တို့ပြည်သူတွေတဝူးချင်းတယောက်ချင်းပေါင်းရင်ဆောင်ရွက်နိုင်တဲ့နိုင်ငံရေးဟာရွေးတော်ပွဲနိုင်ငံရေး။နိုင်ငံတိုင်းနိုင်ငံရေးကိုအခြားပြည်နယ်တို့ဆိုတဲ့ကိစ္စဟာ ပြည်သူတိုင်းပါဝင်ဆောင်ရွက်မှုမလုပ်နဲ့အဲ့တော့မဲပင်းရွေးချယ်တာကတော့ပြည်သူတိုင်းပြည်သူတိုင်းဥပဒေပေါင်းထဲကနေပြီးတော့သူ့ရဲ့စံနာကိုပေါ်ထုတ်နိုင်တဲ့အခွင့်အရေးဖြစ်နေတဲ့အဲ့ဒါကိုဖြည့်ဆည်းမပြစ်ပါနဲ့လို့အဲ့ဒီအစိုးရဘက်ကကျွန်တော်ကပြောနေအဲ့နောက်တစ်ခုနောက်တစ်ခုခဏနေနောက်တစ်ခုခဏနေအဲ့ဒါဆိုရင်မင်းအောင်နိုင်အောင်တော့ပြောလေ2020မှာမဲပေးခဲ့ကြတာအားလုံးလေဘလူးဖြည့်ဆည်းခဲ့ကြတာလေဒီပြည်သူတွေဒီလက်နက်ကင်တွေဖြည့်ဆည်းခဲ့တာမဟုတ်ဘူးမင်းအောင်နိုင်ဖြည့်ဆည်းခဲ့လို့ဒီပြည်သူတွေကဒီစံနာမဲတပြားတွေအကုန်ဖြည့်ဆည်းခဲ့ရတာလေ တော့ပြည်သူတွေကရှင်းတယ်သူတို့အားပေးခဲ့တဲ့ရွေးကောက်ပွဲဆိုတာဒီတိုင်းပြည်မှာလုပ်ခဲ့ပူရပြီဒါကိုအကောင့်ထဲဖော်ခံမရမရှင်းနောက်တစ်ခါဆိုတဲ့အရာကိုအတိတ်ပဲဘယ်သူမှလက်ခံမှာမဟုတ်တော့ဘူးဟုတ်တယ်နော်ပြည်သူတွေရွေးကောက်ပွဲကိုလက်မခံတာမဟုတ်ဘူးပြည်သူတွေရွေးကောက်ပွဲကိုလက်ခံလို့ပဲတိုက်တိုက်ဝင်ဝင်နဲ့ကြိုးဆိုခဲ့ပြီးတော့သူတို့ကိုယ်တိုင်အားသက်သရော့ဒီပန်းရောက်တယ်ဆိုတာလေအလောက်ကနေခွင့်ယူပြီးတနေရာတွားဖို့ဆိုတာလွယ်တဲ့ကိစ္စမဟုတ်ဘူးဒါပေမဲ့2020ရွေးကောက်ပွဲမှာ တန်ယုံတွေမှာထိုင်းစင်ကာပူမလေးရှားကိုရီးယားဂျပန်မြန်မာတန်ယုံတွေမှာတွားကြည့်ပါလာခဲ့တဲ့ပြည်သူအင်အားဘလောက်ရှိခဲ့လဲဆိုတာအဲ့ဒါတွေအားလုံးဟာဘုဒ္ဓဘုမဲပြီးခဲ့လဲထမင်းစားတဲ့လူတိုင်းသိတယ်ရှင်းချင်းလေးဒါကြီးကိုအတင်းရတမအမှန်တရားကြီးကိုဖုံးဖိပြီးတော့နေရတနေရအာနာယူဖို့အတွက်ဒီလူယုံမာတွေနဲ့နော်ဖက်လက်တင်းလို့ပြည်သူကိုအခုလိုစကားတွေပြောမတိလို့ရှိရင် ဟိုဘာပဲလောက်တော့မလို့ညာပဲလောက်တော့မလို့တသက်လုံးနဲ့ဒီလိုစကားကြီးပြောပြီးတော့အချိန်ကုန်လာတာပဲဟို88ဒေးကနေအခု2025ရောက်လာပြီဟမ်ကိုကိုကြီးဘာလောက်ဝေးနိုင်တဲ့တိုင်းပြည်အတွက်နိုင်ငံရေးပလက်ဖောင်းပေါ်ကနေစုံလျှောက်တာတော့သူများကိုလည်းရှောက်လို့ရတာပဲလူကအသက်မတင်ဖြစ်နိုင်ငံရေးစိတ်ဝင်စားရအောင်လို့ရက်ပတ်ထဲမှာသလိုပဲဟမ်လက်ဖက်ဆိုင်ရေးထိုင်လိုက်သတင်းစာလေးဖတ်လိုက်ပုံမှန်လေးဟိုပုံမှန်လေးအကြောင်းပြောလိုက်ဒီပုံမှန်လေးအကြောင်းပြောလိုက်တသက်လုံးဟောလာတဲ့ကောင်ကြီးရက်ပတ်တိုင်းမှာလည်းရှိတယ်ဒါပေမဲ့အဓိကလောက်ရက်ကိုကြည့်ရမှာဘာလောက်နိုင်လဲဘာလောက်နိုင်ခဲ့လဲ ဘာအလုံးနိုင်အောင်မှလဲနော်အဲ့တော့ကိုကိုကြီး88ကနေဒီနေ့ထိအဲ88ပါတီဆိုနိုင်ငံရေးမှာဟိုဘက်သက်ဒီဘက်သက်ဟိုကျောင်းနဲ့နေရာဟောဒီရဟောเนาะထောင်ကြခံပြီးတော့နိုင်ငံရေးလောက်လာတဲ့အတွက်ရေချိန်တစ်ခုရှိခဲ့တယ်ဒါပေမဲ့အခု88မျိုးဆက်ချင်းတွင်တော်မှမင်းကိုနိုင်ဆိုတဲ့ကိုမင်းကိုနိုင်လို့ဟာမျိုးနဲ့ကိုကိုကြီးလို့ဟာမျိုးနဲ့တန်ဖိုးချင်းပြည်သူအတွက်ဘယ်လူကမြင့်သွားလဲအဲ့ဒါလောက်ရအဲ့ဒါလောက်ရပြည်သူကပေးတဲ့ အမှတ်မဟုတ်ဘူးနော်ကိုကိုတိုင်းဖြေတဲ့အမှတ်ရှင်းရှင်းလေးနိုင်ငံရေးသမားဆိုတာပြည်သူတွေဘာဖြစ်ချင်လဲဆိုတာသိရမယ်အဲ့တော့တတလုံးငါတို့ကလောက်ခဲ့တယ်ငါတို့ကနိုင်ငံရေးဂုရုကြီးတွေမင်းတို့ကမနေ့တနေ့မှလောက်လာလာမပြောနဲ့ဟောအဲ့ဒါဆိုရင်တော့လက်နက်ကင်နာကလေးတွေကလီးလံပြောက်ဝင်လေးမှာမဟုတ်ဘူးရှင်းရှင်းလေးပဲနော်မေးကြည့်ပါကိုစီစကားပြောရိုင်းရိုင်းလိုက်မယ်ဒါပေမဲ့ PD တွေသွားမေးကြည့်ပါနော်ကျွန်တော်ပြောတဲ့စကားမှားလားလို့ ဟုတ်နော်ငါတို့ကတတလုံး88တည်းရနိုင်ငံကြီးလောက်လာတာမင်းတို့ကဒီနေ့မှလက်နက်ကင်တာမင်းတို့တွေတော့ဘာဖြစ်တာညနေတာပြောရင်တော့လက်နက်ကင်ဆန်းတဲ့ကလေးတွေကဘာလို့လဲလီးလံပြဖို့ဝင်လေးမှမဟုတ်ဘူးအဲ့လိုရှင်းရှင်းလေးပဲသိလားအဲ့တော့နိုင်ငံကြီးလုံမယ်ဆိုရင်စပောက်ပိတ်ပြီးခဏစဒါနိုင်ငံကြီးလုံလို့ရတဲ့အချိန်မဟုတ်ဘူးတော်နိုင်ရေးကာလတိုင်းပြည်မှာကာလဆိုတာရှိတယ်ကာလံဒေတံဧကံတဏံဆိုတဲ့စကားအလကားပြောခဲ့တာမဟုတ်ဘူး တုကာလတုအပိုင်းခြားတုဒေတာနဲ့လိုက်ရောညီထွေလောက်ကတယ်ဆိုတဲ့ဇကားကိုရှေ့လူကြီးတွေအလကားပြောခဲ့တာမဟုတ်ဘူးအဲ့တော့နိုင်ငံရေးကာလမှာနိုင်ငံရေးလောက်ကြတော်လှန်ရေးကာလမှာတော်လှန်ရေးလောက်ကြအဲ့ဒါလူတိုင်းလောက်ကမယ်အလို့မြန်မာပြည်မှာစောက်ပြေတနာတွေရှုပ်တယ်ဆိုတာအခုလိုမျိုးကိုစောက်လို့ကိုမလောက်ကြလို့ပြေတနာတွေတက်ပြီးဒီတိုင်းပြီးဒီချင်းကြီးရောက်တယ်နော်အဲ့တော့အများကြီးမပြောချင်တော့ပါဘူးနော်တူဗီဒီယိုဖိုင်နဲ့ကြက်သေးသုံးလို့ဆက်ဟိုဒါဂျုံလို့ဖွင့်ပြတာပါဒီဒီလိုကောင်မျိုးတွေဇကားတွေကို လက်ခံပြီးတော့နားထောင်ကြည့်အကြောင်းကိုမရှိတော့ဘူးဒါကျွန်တော်ကတော့ရှင်းတယ်ဒါကတော့လက်ရှိစစ်တပ်ကအတင်းအကျပ်လှုပ်ဖို့ပြင်ဆင်နေတဲ့သူတို့ရဲ့ရွေးကောက်ပွဲအတူကြီးအတွက်ဘီယူလေမျိုးမှာရှိတဲ့သူတို့စစ်တပ်ရဲ့စစ်တပ်ကတော့ DSC နဲ့စစ်နီးပညာတပ်ကတော့ DSTA ကျောင်းတွေမှာဗိုလ်လောင်းတွေကိုကြွတင်မဲ့ပေးရမယ်ဆိုပြီးသဆိုင်ရာကျောင်းအုပ်စစ်ရာရှိတွေကအမိန့်ပေးလာတယ်ဆိုပါတယ်အဲ့ဒီလိုဗိုလ်လောင်းတွေကိုကြွတင်မဲ့ပေးခိုင်းတဲ့ကိစ္စဟာလေအကြံဖတ်မင်းအောင်လိုင်းရဲ့ညွန်ကြားချက်ဖြစ်ပြီး စီးရေးနိုင်ငံရေးစီးပွားရေးအမြင်ရှိတယ်။ကြံဖို့ပါတီကိုသာမဲပေးရမယ်ဆိုပြီးတော့ပါတခါတည်းအမိန့်ထုတ်ထားပြန်တာဖြစ်တယ်လို့စစ်တပ်သတင်းရှင်းမြစ်ကပြောထားပါတယ်။လက်ရှိမှာတော့အကြက်ဖက်စစ်တပ်ကသူတို့လုံးမဲ့တနိုင်ငံလုံးလွှမ်းခြုံနိုင်မှုမရှိတဲ့ရွေးကောက်ပွဲအတူကြီးကိုသူတို့ထိန်းချုပ်ထားတဲ့စစ်တပ်မြို့လိုပြည်ဦးလွင်မှာဒုဗိုလ်ချုပ်ကြီးဟောင်းမြာထွန်းဦးဆိုသူကပဲပြည်သူလွတ်တော်ကိုယ်စားလှယ်အမတ်လောက်အပြစ်ဝင်ရောက်ရှင်ပြန်နေပြီ။အဲ့ဒီမှာ ဗိုလ်လောင်းတွေကိုဘယ်ပါတီမှမဲမပေးခိုင်းမဲကြက်ဖော့ပါတီကမြာထုံးဦးအပါဝင်ကြက်ဖော့အမတ်လောင်းတွေကိုသာမဲပေးရမယ်ဆိုပြီးအတိအကျအမိန့်ထုတ်ထားတယ်လို့သိရပါတယ်အလားတူနိုင်ငံတော်ကစစ်တပ်နဲ့ပတ်သက်တဲ့တက္ကသိုလ်တွေတင်းနှံကျောင်းတွေနဲ့စစ်မှုဒဏ်တင်းနှံကျောင်းတွေမှာပါစစ်တပ်ကသူတို့လုံမဲ့ရွေးကောက်ပွဲအတူကြီးအတွက်ကြိုတင်မဲပေးခိုင်းတာတွေလုပ်နေပြီးအဲဒီမှာလဲကျက်ဖို့ပါတီကိုသာမဲထည့်ရမယ်ဆိုပြီးညွှန်ကြားထားပြန်တယ်လို့ အဲ့ဒီကကြိုတင်မဲတွေကိုမဲပေးဆက်နဲ့မပေးခိုင်းမဲမဲလက်မှတ်နဲ့သာပေးရမယ်ဆိုပြီးစစ်တပ်ကညွှန်ကြားထားပြန်တယ်လို့စစ်တပ်သတင်းအရှင်းမြစ်ကပြောထားပါတယ်။လက်ရှိအကြမ်းဖက်စစ်တပ်ကလုံမဲ့ရွေးကောက်ပွဲအတူကြီးဟာတနိုင်ငံလုံးကိုလွှမ်းခြုံနိုင်မှုမရှိုံနဲ့မကလက်ရှိအချိန်ထိသူတို့စစ်တပ်ကလက်လွတ်ထားရတဲ့တော်လိုင်းတပ်တွေထိန်းချုပ်ထားရမြို့တွေနဲ့မြို့နယ်ပေါင်းများစွာရှိနေသလိုအဲ့ဒီမြို့တွေနဲ့မြို့နယ်တွေမပါဘဲနဲ့သူတို့စစ်တပ်ထိန်းချုပ်ထားတဲ့မြို့ပေါ်လေးတွေမှာသာအတူအောင်ရွေးကောက်ပွဲကိုသူတို့ဘာသာအတင်းအကျပ်ပြုလုပ်ဖို့စူးစမ်းနေတာဖြစ်ပြီး လက်ရှိသူတို့စစ်တပ်ကလုပ်မဲ့ရွေးကောက်ပွဲကိုနိုင်ငံတကာကလည်းအတိအမှတ်ပြုတာမျိုးမရှိသေးတဲ့အပြင်နိုင်ငံအတွင်းကပြည်သူအများစုဟာလည်းလက်ခံမှုမရှိသလိုသူတို့စစ်တပ်ကိုထောက်ခံတဲ့လူတစုလောက်နဲ့သာသူတို့ဘာသာမရရတဲ့နည်းနဲ့လှုပ်ဖို့စီစဉ်နေတာဖြစ်ပြီးအဲ့ဒီလိုပြိုင်ဘက်မရှိပုံစံဖန်တီးထားတဲ့အခြေအနေမှာတော့စစ်တပ်ကသူတို့လက်အောက်ခံအဖွဲ့အစည်းတွေကိုသူတို့ရဲ့ကြက်ဖို့ပါတီကိုပဲမဲပေးရမယ်ဆိုပြီးတော့ပါညှို့ချနေတဲ့အခြေအနေတွေဖြစ်နေပြန်တာကိုလည်းမြင်တွေ့နေရပါတယ်ခင်ဗျတစ်ဖက်မှာတော့ မြန်မာနိုင်ငံရဲ့စစ်တပ်ရှောက်မှာမြန်မာစစ်တပ်ကပူးပေါင်းပါဝင်ပတ်သက်နေတဲ့ကြားဖြန့်ငွေလိမ်လုပ်ငန်းတွေကိုနှိမ်နှင်းရေးတွေမှာနိုင်ငံတကာအတိုင်ဝန်းအနေနဲ့မြန်မာစစ်တပ်နဲ့ပူးပေါင်းဆောင်ရွက်တာမျိုးမလုပ်ဘဲဒေါ်လာရေးအဖွဲ့စည်းတွေနဲ့ပူးပေါင်းလှုပ်ဆောင်မှုကင်းမျိုးသားစီယုံ KNU ဘ ਹੁ ကနေနိုင်ငံတကာအတိုင်ဝန်းကိုနိုဝင်ဘာလ16ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်လက်ရှိမှာလည်းအဲ့ဒီနေစစ်တပ်ရှောက်ကနေတဆင့်မြန်မာနိုင်ငံတဲကမျိုးကြီးတွေအထိပါအလှည့်မြန်ပြန့်နှံ့လာနေတဲ့နိုင်ငံတကာဖျက်ချော် online ကြားဖြန့်ငွေလိမ်လုပ်ငန်းတွေကို KNU အနေနဲ့လဲစောင့်ကြည့်နေပြီးနိုင်ငံတကာအတိုင်းအဝန်းနဲ့အတူပူးပေါင်းဆောင်ရွက်ဖို့အသင့်ရှိနေတယ်လို့ KNU ကအသိပေးထားပါသေးတယ်ဒါပေမဲ့နိုင်ငံတကာအတိုင်းအဝန်းအနေနဲ့မြန်မာနိုင်ငံနေဆက်တလျှောက်မှာဖြစ်ပွားနေတဲ့အဲ့ဒီကြားပြန့်ငွေလေးလုပ်ငန်းတွေကိုနှိမ်နှင်းရေးတွေမှာမြန်မာစစ်တပ်နဲ့တွားရောက်ပူးပေါင်းပြီးလှုပ်ဆောင်ရင်တော့ဘလို့ထိရောက်မှုမှမရှိပဲအောင်မြင်မှုလည်းရှိမှာမဟုတ်လို့မြန်မာစစ်တပ်ကိုယ်တိုင်ကအဲ့ဒီနေဆက်မှာရှိတဲ့ကြားပြန့်ငွေလေးလုပ်ငန်းတွေကိုလုတ်ခွင်ပေးထားပြီးတဖက်တလန်းကနေအကျိုးမြတ်ရယူနေတာဖြစ်တယ်လို့ KNU ကနိုင်ငံတကာကိုထုတ်ပြန်အသိပေးထားပါတယ်။ လက်ရှိမြန်မာစစ်တပ်ဟာသူတို့ကိုယ်တိုင်ပူးပေါင်းပါဝင်ပတ်သက်ပြီးလုတ်ခွင်ပေးထားတဲ့နေဆက်ကကြက်ဖြတ်ငွေလင်းလုပ်ငန်းတွေကိုနိုင်ငံတကာနဲ့အတူသူတို့စစ်တပ်ကပူးပေါင်းတိုက်ဖြတ်မယ်ဆိုပြီးတဖန်ပြန်လဲပြောဆိုနေတာတွေဟာနိုင်ငံတကာတရမတ်ဆက်ဆံရေးမှာသူတို့စစ်တပ်ရဲ့တရားဝင်မှုရအောင်အခွင့်ကောင်းယူဖို့ကြိုးပမ်းနေတာဖြစ်ပြီးအဲ့ဒီလိုအခြေအနေတွေကနေတဖက်မှာမြန်မာပြည်သူတွေကိုသူတို့စစ်တပ်ကကျူးလွန်နေတဲ့လေကြောင်းတိုက်ခိုက်မှုတွေအပအဝင်စစ်ရဆွေးမှုတွေကိုပုံမကျူးလွန်မှုကြံစည်နေတာဖြစ်တယ်လို့ KNU ကအတည်ပြုထားပါတယ်လက်တွေ့မှာလည်း အဲ့လိုမြန်မာစစ်တပ်ကိုတိုင်နောက်ွယ်ကနေလှုပ်ခွင့်ပေးထားတဲ့နေဆက်တလျှောက်ကကြပြန့်ငွေလင်လုပ်ငန်းတွေမှာဟန်ပြဝင်ရောက်စီးနှီးမှုတွေကိုမြန်မာစစ်တပ်ကလှုပ်ပြနေပြီးကြပြန့်လုပ်တဲ့သူတွေပါဆိုပြီးတော့အောက်ခြေဝန်ထမ်းတွေနဲ့တာမန်ဝန်ထမ်းတွေကိုသာဖမ်းဆီးပြနေတာတွေဟာပြဒနာရဲ့အရင်းခံကြပြန့်ငွေလင်ကွန်ရက်ကိုဖြည့်ရှင်းနိုင်တာမဟုတ်ပဲတကယ်တကယ်အဲ့ဒီကြပြန့်ငွေလင်ဂိုင်းတွေကခေါင်းဆောင်ပိုင်းတွေနဲ့အကြီးပိုင်းလူပုဂ္ဂိုလ်တွေကိုမြန်မာစစ်တပ်ဘက် ကကြိုတင်ပြောင်းရွှေ့ထားပြီးဖြစ်တယ်လို့ KNU ကထောက်ပြပြောဆိုထားပါတယ်အဲ့ဒီလိုအခြေအနေတွေကြောင့် မြန်မာနိုင်ငံရဲ့ဆက်ရှောက်မှာဖြစ်ပွားနေတဲ့ကြက်ဖြန့်ငွေလိမ်လုပ်ငန်းတွေကိုနှိမ်နှင်းရေးတွေမှာနိုင်ငံတကာအတိုင်းဝိုင်းအနေနဲ့မြန်မာစစ်တပ်နဲ့ပူးပေါင်းဆောင်ရွက်တာမျိုးမလုပ်ဘဲတော်လိုင်းအဖွဲ့ဇီးတွေနဲ့ပူးပေါင်းလှုပ်ဆောင်မှုကင်မျိုးသားအစည်းအုံ KNU ဘဟုကနေနိုင်ငံတကာအတိုင်းဝိုင်းကိုထုတ်ပြန်တိုက်တွန်းဒါကတော့နိုဝင်ဘာလ16ရက်နေ့ကပဲကချင်ပြည်နယ်နမ်မမြို့နယ်ကမြို့မရက်ကွက်မှာရှိတဲ့အကြက်ဖက်စစ်တပ်ရဲ့နေမြေရစ်ကန်ကို KIAPD ရဲ့ပူးပေါင်းတပ်တွေကစတင်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်ဆိုပါလေအဲ့ဒီလိုတိုက်ခိုက်မှုအတွေ့နှစ်ဖက်အပြန့်အလန့်ပစ်ခတ်မှုတွေဖြစ်ပွားပြီး စစ်တပ်ဘက်ကထိခိုက်သေးဆုံးမှုတွေရှိထားပြန်တဲ့အကြောင်းကိုတိထားရတယ်လို့ရေအတွက်တိကျကိုတော့တလုံးမတိရသေးဘူးလို့မုံကြီးမျိုးနဲ့ဒေသခံပြည်သူတွေကပြောထားပါတယ်အဲ့ဒီလို GIA PDF ပူပေါင်းတပ်တွေကစတင်ဝင်ရောက်တက်ခတ်ခဲ့တဲ့နမ်မမျိုးမှာရေစကန်မှာဒေသခံရဲတွေအပြင်စစ်တပ်လက်အောက်ခံ SNE တပ်တွေပါအထိုင်ချထားတာဖြစ်ပြီးအခုတော့ GIA PDF ပူပေါင်းတပ်တွေကစတင်တိုက်ခိုက်မှုတွေရှိလာပြီဖြစ်တဲ့အတွက်တိုက်ပွဲဖြစ်ပွားပြီးနောက်မှာပဲအဲ့ဒီ yes candidate မှာရှိတဲ့ဒေသခံပြည်သူတွေဟာ မန္တလေးမြကျိနားရထားတန်လန်းအနောက်ဘက်ချမ်းကိုစစ်ပေးရှောင်လာကြသလိုဝန်ကြီးမျိုးနဲ့မြကျိနားမျိုးတွေဘက်ကပါစစ်ပေးရှောင်လာကြသူတွေရှိတယ်လို့ဒေသခံတွေကပြောထားပါတယ်။လက်ရှိမှာတော့အဲ့ဒီနမ်မမျိုးကိုအကြမ်းဖက်စစ်တပ်ကထိန်းချုပ်ထားသိပြီးမဲ့နမ်မမျိုးတစ်ဖက်အင်းတော်ကြီးကအနောက်ဘက်ချမ်းကဟွေလုံးချောင်းဝညောင်မဲစတဲ့ခြေရွာတွေကို GIA ပူးပေါင်းတပ်တွေကတိမ့်ပိုက်ထိန်းချုပ်ထားတယ်လို့သိရပါတယ်ခင်ဗျ။နိုဝင်ဘာလ19ရက်နေ့ဖြစ်တဲ့မနေ့ကမနေ့ပိုင်းမှာဆိုရင်ရွှေဘုံမြို့ပေါ်ဘူတာအနီးမှာပြုတ်လုပ်နေတဲ့မင်္ဂလာဆောင်တစ်ခုအတွင်ကို အချက်ဖက်စစ်တပ်ကဝင်ရောက်လာပြီးလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးမှုတွေလှုပ်ဆောင်ရမှာသူတို့သားပါထွက်ပြေးရပြီးတော့မင်္ဂလာဆောင်ကူတဲ့လူငယ်တော်တော်များများဖမ်းဆီးခံလိုက်ရတယ်လို့သူတို့သားလွတ်မြောက်သွားပြီမဲ့မင်္ဂလာဆောင်တော့ပြတ်သွားတယ်လို့မြို့ပေါ်နေပြည်သူတွေကပြောပါတယ်။လက်ရှိရွှေဘုံမြို့ပေါ်မှာအချက်ဖက်စစ်တပ်ကလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးမှုတွေလှုပ်ဖို့အတွက်စစ်တပ်လက်အောက်ခံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကျော်နိုင်ဆိုသူကရွှေဘုံခရိုင်အဖွဲ့ဝင်ဒုတိယဗိုလ်မှူးကြီးတန်းစော်လင်းရဲ့ညွန့်ကြားချက်နဲ့အထောက်အကူပြုပေးနေတယ်လို့ အဲ့ဒီလိုပေါ်တာဆွဲလို့ဖမ်းဆီးရရှိထားတဲ့လူငယ်တွေကိုမြို့နယ်ထွေးအုပ်ရုံးမှာယာယီထိမ့်သိမ်းပြီးတာနဲ့တဆိုင်ရာစစ်မှုထမ်းကျောင်းတွေကိုတခါတည်းပို့နေကြတယ်လို့မြို့နယ်ပြည်သူတွေကပြောထားကြပါတယ်။အဲ့ဒီမှာငွေကြေးတက်နိုင်တဲ့လူငယ်တွေကတော့မြို့နယ်ထွေးအုပ်ရုံးအဆင့်မှာနေအဲ့ဒီမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကျော်နိုင်စိုးသူကိုပတ်စံပေးပြီးပြန်ရွေးတာတွေလုပ်ရတယ်လို့သိရပါတယ်။ဒါတွေဟာလက်ရှိစစ်တပ်ကွက်ပြီးထိန်းချုပ်လို့ရနေသေးတဲ့ရွှေဘိုမြို့ပေါ်လို့နေရာမှာကိုဖြစ်ပျက်နေတဲ့ပကတိအခြေအနေတွေဖြစ်တယ်လို့မြို့နယ်ပြည်သူတွေကပြောထားသလို မင်္ဂလာဆောင်လို့ပွဲကိုဝင်ရောက်ပြီးစစ်တပ်ကပေါ်တာဆွဲတဲ့ဖြစ်စဉ်ဆိုရင်သူတို့သားပါထွက်ပြေးရတဲ့အထိမြို့ပေါ်မှာနေဝရုံးသုံးကားတွေဖြစ်သွားတဲ့အခြေအနေတွေနဲ့တော်တော်ကိုစိုးပါတယ်လို့ရွှေဘိုမြို့ပေါ်နေပြည်သူတွေကပြောပြထားပါတယ်ခင်ဗျာဒါကတော့နိုဝင်ဘာလ19ရက်နေ့ဖြစ်တဲ့မနေ့ကည10:00နာရီဝင်းကျင်လောက်မှာပဲရေကုံမြို့ကမြောက်ကလာပမြို့နယ်မှာစစ်တပ်ကလုံးမဲ့ရွေးကောက်ပွဲအတူကြီးအတွက်အစွမ်းကုန်ကူညီလှုပ်ဆောင်နေတယ်ရွှေပေါက်ကံမြို့တဲ့အုတ်ချုပ်ရည်မှုရုံမှာအုတ်ချုပ်ရည်မှုနဲ့ပြူစော့တီတွေရောက်နေတဲ့အချိန်မြို့ပြတော်လိုင်းရဲဘော်တွေက မိုင်းနှလုံးနဲ့လက်ပစ်ဘုံကိုတွဲပြီးပြက်ခတ်ဖောက်ခွဲတက်ခတ်ခဲ့တယ်ဆိုပါလေအဲ့ဒီလိုတက်ခတ်မှုအတွေ့အုတ်ချုပ်ရေးမှုရုံမှရောက်နေတဲ့အုတ်ကြီးနဲ့ပြူစောထီးတွေပါထိခိုက်မှုရှိနိုင်ပြီးအတီချာကိုတော့ဆက်လက်အတီးပြုတ်နေပါတယ်လို့ရန်ကုန်အာမီတပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်လက်ရှိရန်ကုန်တိုင်းမှာအကြမ်းဖက်စစ်တပ်ကသူတို့လုံမဲ့ရွေးကောက်ပွဲအတူကြီးအတွက်ပါလုံခြုံရေးတွေကိုအရင်တပ်ပို့ပြီးတင်းကျပ်ထားတဲ့ကြားက ရန်ကုန်မြို့ပြတော်လိုင်းရဲဘော်တွေကလည်းစစ်တပ်နဲ့ပတ်သက်တဲ့နေရာတွေကိုအခုလိုဖောက်ခွဲတိုက်ခိုက်မှုတွေဆက်လက်လှုပ်ဆောင်နေစေဖြစ်တယ်လို့သိရပါတယ်ခင်ဗျ။ဒါကတော့နိုဝင်ဘာလ19ရက်နေ့ဖြစ်တဲ့မနေ့ကပဲအကြံဖတ်စစ်တပ်ကခင်ဦးကံဘလူရေဦးအဆက်ကနေတဆင့်ခင်ဦးမြို့နယ်အတွင်းကရတပြည်သူတွေနေထိုင်ရာပင်စိန်ကင်းနဲ့မုံလှန်ဆန်ပြခြေရွာတွေဘက်ကိုတနက်တွေပါပစ်ပေါက်ပြီးစစ်ကြောင်းထုတ်ဝင်ရောက်လာတယ်ဆိုပါတယ်အဲ့ဒီမှာပြည်သူတွေဟာအသီးသီးထွက်ပြေးကြတဲ့အချိန် စစ်တပ်ကပြစ်ခတ်တဲ့ကြီထိမှန်တန်ရာရတဲ့ပြည်သူ၃ဦးထက်မနည်းရှိတာပြီးလောလောဆယ်တော့ဂျေးရွာနေပြည်သူအများပြားဟာဘေးလို့ရတွေကိုတပစ်တင်းရှောင်နေရတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်လက်ရှိသိရှိထားချက်အရစစ်တပ်စစ်ကြောင်းထိုးမှုကြောင့်ထွက်ပြေးရင်းနဲ့စစ်သားတွေပြစ်ခတ်တဲ့ကြီထိမှန်ထားသူဂျေးရွာနေပြည်သူကိုထွန်းထွန်းကိုကြော့ကိုကိုဦးနဲ့ကိုထက်မြက်အောင်ဆိုသူတို့ကိုခေဦးမြို့နယ်ပကပအဖွဲ့ကစေကူတာပေးထားပြီး လလုံးစေတော့ကြောက်တိုင်းကြီးစုဝတ်တိုးကျေးရွာတွေအပါဝင်ကျေးရွာပေါင်း၁၀ရွာကျော်ကပြည်သူတွေဟာစစ်ဘေးရှောင်နေရတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါလိမ့်ခင်ဗျာတစ်ဖက်မှာတော့မကွေးတိုင်းမြန်မြုံနယ်မှာရှိတဲ့ရဲသားပြည်သူတွေနေထိုင်ရာကံကြီးကျေးရွာကိုအကြမ်းဖက်စစ်တပ်ကလေနဲ့လာပြီးဘုံကျဲသွမ်းမှုကြောင့်နေအိမ်မှာအိပ်ပျော်နေတဲ့ကလေးငယ်၃ဦးအပါဝင်ပြည်သူ၅ဦးသေဆုံးခဲ့ရပြီးဒဏ်ရာရတဲ့သူတွေလည်းရှိထားတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တွေကိုပြောပါတယ်ကျွန်တော်ရဲ့ channel ကိုနှိမ့်တဲ့ဆိုရင် လိုက်ရင်စကြယ်ပြေခဲ့ဘူးမိကြပါလေနော်